အင်းဆက်ပုံမွားတွေအုပ်စိုးရမဲ့ကဘာကြီးကိုဘန်တို့မြေးဖို့ဘလို့တော့ကဲ့တင်ကြရမလဲညင်္ဂလာပါပြည့်တက်ကြီးတို့ကြီးတော့ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဘန်တို့မြေးဖို့တော့ရောက်သားဟာမောက်ခုတ်ခိုင်းကြီးကိုဖြိုခွင်းပြီးတဲ့နောက်မှာသူတို့ရဲ့နေရာဒီခီးကိုဆက်ခဲ့ရလမ်းမှာဘန်တို့များတကောင်နဲ့ဂျုံရပြန်ပါတယ် ဟီရိုလေးဘန်ကလည်းထုံးစံတိုင်းညာကြီးအားကိုနဲ့ upgrade ဖောင်ပြောင်းပြီးဆိုင်ကယ်စည်းကိုဝင်ဖို့ကဓမြရဲ့နောက်ကိုလိုက်ဖမ်းပါတယ်။ဘန်ဓမြကဆိုင်ကယ်ကြီးလူမပါဘဲသူ့နောက်ကလိုက်လာတာမြင်တော့တွေးယူတွေးတဲ့နေဖြစ်ပြီးကားတွေပါမှောက်ကုန်တော့အလွဲတကူဖမ်းခံလိုက်ရတော့တာပေါ့။လူစိုးဖမ်းမိတဲ့အချိန်မှာတော့ဘန်ဟာလည်းကတင်းငယ်တူဖြစ်တာမို့ရေခဲမုတ်ကားကြီးတွေ့တာနဲ့အဝဝင်ကြိတ်တော့တာပေါ့။ တစ်ချိန်တည်းမှာပဲအမျိုးကအဆောက်အုံဟောင်းတစ်ခုကိုဆောက်လုပ်ရေးသမားတွေကဖြိုချဖို့လုပ်နေကြပါတယ်။အဲ့ချိန်မှာပိုးကောင်တွေပတ်လည်ဝိုင်းနေတဲ့လူစုကောင်ကြီးတစ်ကောင်ထွက်လာပြီးဆောက်လုပ်ရေးသမားတွေကိုတိုက်ခိုက်ပါတော့တယ်။နေပူထဲမှာလူစိုးဖမ်းပြီးရေခဲမုတ်တန်းစားမိတဲ့ဗန်ကတော့အဖူရှက်ပြီးနှာစိချောင်းဆိုးနေပါပြီ။ဒီတော့အဖိုးမက်ကပဲသူ့ရဲ့တိုင်းရင်စီနီးတွေနဲ့ကုပေးဖို့အတွက်လိုအပ်တဲ့ပြားရည်ကိုတရုတ်တန်းမှာလာဝယ်ရင်တရုတ်ငကားလက်ဝဲနဲ့တိုးပါလေ။ သူတို့လည်းတရုတ်ငကားလှည့်လာကြည့်နေတော့အင်ဆက်တွေစီးလာတဲ့အင်ဆက်လူစုကြီးကဒီပွဲကိုရောက်လာတော့ဟီးရိုးနဲ့ဗလိန်တို့တဲတဲတွေ့ကြရတာပေါ့ဗျာဘန်ကနှာစင်းနေပေမဲ့သူကသူဟီးရိုးလို့ခံယူထားတာမလို့လူတွေကိုကာကွယ်နိုင်အောင်အင်ဆက်လူစုနဲ့ချဖို့အတွက်နှာရီကိုတုံးပါတယ်အဲ့ချိန်မှာညလုံးမပါပဲအနံ့ခံပြီးမှလှုပ်ရှားနိုင်တဲ့ခွေးဘလူးကြီးဝိုင်းမို့ထွက်လာပါတယ်ငါကလေးကနှာမုံပြီးအနံ့တွေပြောင်းနေတဲ့ဘန်တယောက်မျက်လုံးလဲမမြင်အနံ့လဲမရနဲ့ဝိုင်းမို့ဖောင်ထဲမှာပဲတိုင်ပတ်နေပါတယ် အမလို့သူကွန်ကသူလမ်းပြပေးမယ်ဆိုပြီးဝိုင်းဘုတ်ပေါ်တက်ခွာပြီးလမ်းပြတော့လမ်းပြလို့မရတဲ့အပြင်တရင်တရိုင်နဲ့ဘန်ကြောင့်တရုတ်မိဘန်တက်တာတွေကြားထဲရောက်သွားပါတယ်။အဲ့မှာမိဘန်တွေပောက်ကွဲတော့မယ့်အချိန်မှာအဖိုးမက်ဆ်ရဲ့ကြက်သားဖက်ထုတ်ပြုတ်ရည်ကြောင့်လားတေဘေးကလွတ်ခဲ့ရပါတယ်။ဒီချိန်မှာပဲအင်ဆက်သူဇိုးကတရုတ်နဂါးပွဲတွေကအညိုသမီးတယောက်ကိုညစာအတွက်ဆိုပြီးဖမ်းခေါ်သွားပါတော့တယ်။ဘန်ကတော့အဲ့ညမှာသူ့အဖိုးမက်ဆ်ရဲ့ထူးထူးဆဆဆေးတွေကိုတောက်နေရပါပြီ။ ။အင်းဆက်သူစိုးဖမ်းလာတဲ့အမျိုးသမီးကတော့ဟောင်းနေတဲ့တိုက်ခန်းတွေကိုဖျက်ဖို့အတွက်တာဝန်ယူထားရတဲ့အမျိုးသမီးဖြစ်ပါတယ်။အင်းဆက်သူစိုးကသူတို့တွေငငယ်ကလေးကနေလာတဲ့ဒီတိုက်အိုတိုက်ဟောင်းတွေကိုဘယ်သူမှဖျက်ဆီးလို့မရကြောင်းသူတို့ပိုင်တဲ့နေရာဖြစ်ကြောင်းကိုအမျိုးသမီးကိုရှင်းပြပါတယ်။တကယ်တော့လူစိုးဆိုတိုင်းစိုးကျင်လို့စိုးရတာမဟုတ်ပဲသူတို့တံမိုးထားရတဲ့အရာတစ်ခုခုကိုအလွန်အကျွံထိခိုက်လာတဲ့အခါမှာတိမခံနိုင်တော့တာကြောင့်ကြံကြံတန်တန်တုံ့ပြန်ပြီးလူစိုးတွေဖြစ်နေရပါတယ်ဆိုတာကိုအင်းဆက်လူစိုးကြီးကတက်တည်ပြပေးသွားပါတယ် ဘန်တို့၃ယောက်သားဟာအင်ဆက်တွေကိုခြေရာခံလာရင်အင်ဆက်လူစုကြီးရှိတဲ့နေရာကိုရောက်လာပါတော့တယ်။ဘန်ကလက်လေးဖက်ကောင်ပြောင်းပြီးတာဝန်ခံအမျိုးသမီးကိုကယ်ဖို့ကြိုးစားပါတယ်။အီမီနေပြီးနာစီနေတာမို့နှစ်ခြေတွေကြောင့်ပဲအင်ဆက်တွေကအဝေးကိုထွက်ပြေးသွားပါတော့တယ်။အင်ဆက်လူစုကလည်းဘန်နဲ့ဖိုက်ရင်သူ့ရဲ့အဆောက်အုံတစ်ခုလုံးပြိုကျသွားတော့ဒေါသအလွန်ကြုံထွက်ပြီးမင်းတို့တစ်မျိုးလုံးကိုပြန်ဖြတ်စည်းပြမယ်ဟုဆိုကသမျိုးလုံးကိုလျှက်ဆက်ပေးနေတဲ့အနုမြူတပ်ပေါင်းဖို့စီကိုဥတီထွက်သွားပါတယ်။ဘန်တို့လည်းနောက်ကလိုက်ရပြန်တာပေါ့။ တပ်ပေါင်းဖို့ကိုရောက်တော့အနုညူပောက်ကွဲမှုကြီးဖြစ်တော့မှာမို့အင်ဆက်သူစုကြီးကအင်ဆက်တွေထဲကအနုညူကိုအန်တုနိုင်တဲ့အင်ဆက်တမျိုးဖြစ်တဲ့ပိုဟက်တွေကိုသူ့ကိုယ်သူကွယ်ခံလိုက်ပါတယ်။ဗန်ကတော့အင်ဆက်တွေကြောက်တဲ့မီးနဲ့ကင်ဖို့အတွက်မီးလူသားပုံစံပြောင်းလိုက်ပါတယ်။မီးဘော်လုံးတွေပြစ်ဖို့ကြိုးစားတော့အအေးမိနေတာမို့မီးလူသားလည်းမီးဘော်လုံးမပြစ်နိုင်တော့ပါဘူး။ဒါပေမဲ့ကန်ကောင်းကျင်တော့မီးလူသားကြီးရဲ့မီးတစ်မျိုးနဲ့ရတာမဟုတ်ပဲရေခဲလေးပြောင်းလို့ရနေပါတယ်။ လက်ခံကောင်ရဲ့ခန္ဓာကိုယ်အပူချိန်ပေါ်မူတည်ပြီး heat plus ကပြောင်းလဲနိုင်တာမို့ဗန်အေးမိနေတော့ heat plus ကပါမိကနေရေခဲဖြစ်သွားတော့တာပေါ့အဲ့လိုနဲ့ပဲ insect လူစုကိုရေခဲနဲ့ပြစ်ကခဲပြီးတားလိုက်နိုင်ပါတယ်တစ်ဖက်မှာလည်းပောက်ကွဲတော့မယ့်အမှုမျိုးတပေါင်းဖို့ကိုအဖိုး max နဲ့အမကွန်တို့ကပိတ်ချဖို့ကြိုးစားပေမဲ့ဘလို့မမရပဲပောက်ကွဲခံနေအချိန်မှာရေခဲလူသားဖြစ်နေတဲ့ heat plus ကအမှုမျိုး power plant တစ်ခုလုံးကိုရေခဲနဲ့ခဲပြစ်လိုက်ပါတယ်အဲ့လိုနဲ့ပဲပောက်ကွဲမဲ့အန်ဒီရယ်ကနေထပ်မံကာကွယ်လိုက်နိုင်ပါတယ် ရေခဲတွေအေးပြော်သွားတော့အင်းဆက်လူစုကဗန်တို့ကိုကားထဲအထိလိုက်တတ်ပါတယ်။ရွှေညံတော်အရန်ရွှင်တဲ့ဗန်ကသူ့အဖိုးရဲ့စေးဖော်တဲ့ပြားရည်တွေနဲ့အင်းဆက်တွေကိုမြားကမြစ်ထဲပစ်ချလိုက်ပါတယ်။အင်းဆက်တွေမရှိတော့လူစုကောင်လည်းတာမန်လူပြန်ဖြစ်သွားပြီးအဖိုးမက်ဆ်ရဲ့လက်သီးစာမီးကရဲလက်အခမ်းလိုက်ရပါတော့တယ်။ဒါကတော့ classic pandan episode 12ဖြစ်ပြီး season 1ရဲ့နောက်ဆုံးဆက်သွင်းပိုင်း episode 13ကိုလာမယ့်အပတ်မှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ နောက်ထပ်ဗီဒီယိုတွေကိုကြည့်ရအတွက်ကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့။ Tone Hub မှာတင်ဆက်နေတဲ့မြန်မာစာနဲ့သုံးစကားများကိုကျွန်တော်တို့ Tone Hub Telegram channel မှာအားရောက်ကြည့်ရှုအားပေးနိုင်ပါပြီခင်ဗျာ။